့်ရဲ့နေ့စဉ်သတင်းရအစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျမကတော့ညမိုးထပ်ပေါင်းတင်ဆက်ပေးခြင်းနဲ့သတင်းအကြောင်းအရာတွေကတော့ကိုနေတာကောင်းဟာရန်ခါမြောင်တွင်းမြင့်မီဆိုတဲ့သတင်းဒူဂုံကူမှုများတွင်တယောက်စမီလျာအဖြစ်ရောင်းစားခင်ရသည့်အမှုအများဆုံးဖြစ်ဆိုတဲ့သတင်း သိန်း၄သုံးကျော်တန်ဖိုးရှိမျိုးဝလူအေးခန်းတူလောင်ရုံတိဆောက်ရေးစီမံကိန်းဆောင်ရွက်မည်ဆိုတဲ့သတင်းနိုင်ငံတကာသတင်းပုံလေးနဲ့ AI ရအသုံးပြုခြင်းနှင့်ပတ်သက်သည့်ဘေးအန္တရာယ်များအကြောင်းတရုတ်အင်တာနက် conference night ဆွေးနွေးဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါသေးတယ်။ ထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်အနေနဲ့ကိုနေနာကောင်းဟာရန်ခါမြောင်တိုးမြင့်မီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့တွင်းစိတ်ကမ်းများနဲ့တီတဝါစိတ်ကမ်းတွေမှာပြေးဆွေးနေတဲ့ကုန်တစ်တာသင်မတော်ရှင်တွေရဲ့ငားရန်ခါနှုံထားတွေယခုလ16ရက်ကစတင်ပြီးတိုးမြင့်ကောက်ခံနေတယ်လို့သိရပါတယ်။ ငါရန်ခါများတိုးမြင်ကောက်ခံခြင်းကိုမြန်မာနိုင်ငံကုန်တစ်တာတင်မော်တော်ယာဉ်များအသိရဲ့ယခုလ12ရက်တွင် ပြုလုပ်သောအစည်းအဝေးဆုံးဖြတ်ချက်အရမော်တော်ယာဉ်ငါရန်ခါများနှင့်ပတ်သက်၍ညှိနှိုင်းမှုမရမီကာလအတွင်းအသိဝင်ခရချင်းချင်းတည်ယူပို့ဆောင်ရေးကိစ္စရပ်များယာယီအစီအပြေချုံးပွေစေရေးအတွက်ယခုကဲသို့တိုးမြင်ကောက်ခံသွားမှာဖြစ်တယ်လို့သိရပါသည် ိုးမြင့်ကောက်ခံသွားမဲ့နှုံထားထွေကားတော်မူလ9ရန်ခနှုံထားအပေါ်တွင်ရန်ကုန်မြို့ရင်းစိတ်ကမ်းများမှအုံပြူလင်းကီလိုမီတာ40အောင်ခရီးစဉ်များအားလုံးကိုငွေကျပ်9000ကီလိုမီတာ40နှင့်အထက်ခရီးစဉ်များအားလုံးကိုငွေကျပ်တသိန်းတိလဝါစိတ်ကမ်းမှအုံပြူလင်းကီလိုမီတာ40အောင်ခရီးစဉ်များအားလုံးကိုငွေကျပ်တသိန်းကီလိုမီတာ40နှင့်အထက်ခရီးစဉ်များအားလုံးကိုငွေကျပ်တသိန်းခွဲထပ်မံပေါင်းထည့်သွားမှာဖြစ်တယ်လို့ဆိုပါတယ် အစ်ပိုးကသူက9ရံဘာကကီလိုမီတာ40အောက်ခရီးစဉ်များအလုံးအသွက်ငွေကျပ်9000ကီလိုမီတာ40နှင့်အထက်ခရီးစဉ်များအလုံးအသွက်ငွေကျပ်တသိန်းအပြင်ရင်မောင်းအသွက်1000ချပ်ထပ်တိုးကောက်ခံသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့လူကုန်ကူးမှုများတွင်တရုတ်စနီးမယားအဖြစ်ရောင်းစားခံရသည့်အမှုအများဆုံးဖြစ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ပြီးခဲ့တဲ့နှစ်နှစ်သားကာလအတွင်းမှာလူကုန်ကူးမှု69မှုရှိခဲ့ပြီးတရုတ်ဇနီးမယားအဖြစ်ရောင်းစားခံရတဲ့အမှုကအများဆုံးဖြစ်တယ်လို့လူကုန်ကူးမှုသားစီကာကွယ်ရေးနှင့်လူကုန်ကူးခံရသူများအားအကောက်အွယ်ပေးရေးဆိုင်ရာလုပ်ငန်းကော်မတီအစည်းအဝေးမှသိရပါတယ်2024-2025ခုနှစ်အတွင်းလူကုန်ကူးမှု69မှုထဲမှ58မှုသည်တရုတ်ဇနီးမယားအဖြစ်ရောင်းစားခံရသည့်အမှုများဖြစ်တယ်လို့ဆိုပါတယ်။ လူကုန်ကူးမှုတာစီကောင်းွယ်ရေးနှင့်လူကုန်ကူးခံရသူများအားအကောက်ွယ်ပေးရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေးကို နေပြည်တော်မှာပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါအစည်းအဝေးတွင်ပြည်ထရေးသူဝင်ကြီးဘူချုပ်အောင်ကျော်ကျော်ကပြည်တွင်းမှရောက်ရှိနေတဲ့အချို့သောတရုတ်လူမျိုးတွေဟာမြမမျိုးသမီးများကို စနီးသားမယားအဖြစ်စီယုံခေါ်ဆောင်ပြီးရောင်းစားနေတဲ့အတွက်တတိထားရန်လိုထဲလို့ပြောကြားခဲ့ပါသည် လူကုန်ကူးမှု68မှုကိုဖော်ထုတ်အရေးယူရမှာတရုတ်နိုင်ငံမှ48မှုလာအိုနိုင်ငံမှတမှုကမ္ဘောဒီးယားနိုင်ငံမှတမှုနဲ့ပြည်တွင်းမှ18မှုကိုအရေးယူနိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ရှင်ဆလပီကျသိန်း၄000ကျော်တန်ဖိုးရှိမြို့အလူအေးခန်းတူလောင်ရုံတိဆောက်ရေးစီမံခိန်းဆောင်ရွက်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကျသိန်း၄000ကျော်တန်ဖိုးရှိမြို့ဝလူအေးခန့်တူလောင်ယုံတိဆောက်ရေးစီမံကိန်းကိုရှမ်းပြည်နယ်တောင်ပိုင်းကလောမြို့နယ်အတွင်းရှိအောင်ပန်းမြို့မှာဆောင်ရွက်သွားမယ်လို့အောင်ပန်းအာလူအစုအဖွဲ့ကတည်ရပါထိအစိုးပါစီမံကိန်းရတော့အစုရှဲရသစုကိုကျသိန်း30အစုရှဲရ1400စုမှရရှိထိဝေကျသိန်းပေါင်း4200ဖြစ်စတင်ရှင်းလင်းမြုံနှံဖို့အစုရှဲရဝင်ထွေကဘောသူဆုံးဖြတ်ထားတယ်လို့ဆိုပါထိ စီမံခိန်းကိုအောင်ပန်းပင်တရာကားလမ်းမကြီးဘေးရှိရာမြေ3ထရမ3ညတိအေကားမှာတိဆောက်သွားမှာဖြစ်ပြီးအေခမ်းမှာအာနုသန်ချိန်3000တူလောင်နိုင်မယ်လို့သိရပါတယ်အဆိုပါစီမံကိန်းကိုမြန်မာနိုင်ငံရှိစားသုံးပြည်သူတွေအဟာရရှိပြီးအရေအသွေးပြည့်အောင်လူစားနဲ့ရိတ်ခါဖူလုံနိုင်ဖို့ဝဲလဝါရှောင်းတော်အားထိန်းညှိနိုင်ပြီးစိုက်ပျိုးတောင်သူတွေအောင်လူစိုက်ပျိုးမှုကောင်းနိုင်ဖို့ရည်ရွယ်လှုံ့ဆော်ထဲလို့ဆိုပါတယ်။ မျိုးအားလူတူလောင်နိုင်ရေးနဲ့ဈေးကွက်မျှဝေဖို့စားသုံးသူတောင်သူကုန်တဲ့ဖိုခနောက်ဆိုင်စီးပွားအကျိုးဖြစ်ထွန်းစေဖို့အာလူတာရှိတင်စီနိုင်ဖို့လည်းရည်ရွယ်ထဲလို့တည်ရပါထဲရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ AI အသုံးပြုခြင်းနှင့်ပတ်သက်သည့်ဘေးအန္တရာယ်များအကြောင်းတရုတ်အင်တာနက် conference night ဆွေးနွေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တရုတ် AI ပညာရှင်များက AI ခါနေဒေတာကောက်ယူခြင်းတွေနဲ့ပတ်သက်ပြီးဖြစ်လာနိုင်တဲ့အန္တရာယ်တွေအကြောင်းဆွေးနွေးခဲ့ကြကသုံးဆွဲသူပုံကိုရအချက်လက်ကောက်ွယ်ရှိပုံမှုမြင့်တင်ဖို့အတွက်အင်ခါနေဟဲဖေမြို့မှာပြုလုပ်တဲ့အင်တာနက်ကွန်ဖရင့်မှာတောင်းဆိုလိုက်ပါထိ2025တရုတ်အင်တာနက်လူမှုသိုးသက်ရေးညီလာခံကိုဒေတာအတွင်းရဆိုးရအရာရှိများအထူးကသတင်းဌာနများအွန်လိုင်းဆိုရှယ်အဖွဲ့အစည်းများအင်တာနက်ကုမ္ပဏီ ီများအင်တာနက်ဆယ်လီများတက်ရောက်ခဲ့ကြပါထိအွန်လိုင်းအသုံးပြုခြင်းနဲ့ပတ်သက်လို့အကျိုးပြုပတ်ဝန်းကျင်ထိမ့်သိမ်းဆောင်ရှောက်ဖို့နဲ့လမ်းကြောင်းအသစ်များကျင့်ကြံရေးထိုးအပ်ကြောင်းအဓိကထားဆွေးနွေးခဲ့ကြပါထိ Generative AI တွေဟာအချက်လက်များစွာစမ်းစစ်ပြီးပုံရိပ်များစာသားများဗီဒီယိုများကိုထုတ်လုပ်ပေးနိုင်တဲ့အတွက်ပုံကိုရဲ့အချက်လက်များ ပေါင်းချနိုင်တဲ့အနေရည်ကိုထောက်ပြခဲ့ကြပါထိ generative AI တွေဟာအချက်လက်များစွာစမ်းစစ်ပြီးပုံရိပ်များစာသားများဗီဒီယိုများကို ထုတ်လုပ်ပေးနိုင်တဲ့အတွက်ပုံကိုယ်ရဲ့အချက်လက်များပေါက်ချနိုင်တဲ့အနေရည်ကိုထောက်ပြခဲ့ကြပါသည် ထည့်သွင်းတင်တာနဲ့မထည့်သွင်းတာတွေကိုပိုင်းခြားကောက်ယူပေးနိုင်ဖို့အရေးကြီးကြောင်းပုဂ္ဂိုလ်ရဲ့ချက်လက်များနဲ့လုံခြုံရေးစိတ်ချရှိထိုးအတွက်အချက်လက်များထိမ့်ချုပ်ခြင်းကအရေးပါကြောင်းတရုတ်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်မှဌာနမှူးယူနန်ဟိုင်ကပြောပါတယ်အင်တာနက်အသုံးပြုသူတွေက AI များအသုံးပြုတဲ့အခါအရေးကြီးတဲ့ချက်လက်များကိုမသိဘဲထည့်သွင်းနေကြတာကိုလည်းသတိပေးထားပါသေး အိုင်ဒီနီးပညာကအကျိုးကျေးဇူးများစွာသိရောက်နိုင်ပေမဲ့အချက်လက်ပေါက်ကြားမှုတွေဖြစ်လာနိုင်ကြောင်းပြောသွားပါသေးလို့သိရပါသေးရှင်။ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါသေး။ကြီးစုအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါရစေ။ကျမကတော့မြောင်မိုးထပ်ပါ။